တိုင်းပြည်ရွေးနားတစ်လျှောက်မှာအထူးသဖြင့်တော့ညီမပြီးအလေပိုင်းပေါ့နော်မန္တလေးနဲ့ရန်ကုန်နဲ့ကြားတယ်လို့ပြောရမှာပေါ့နော်အဲ့ထဲမှာဆိုရင်စေကြီးတွေအများကြီးရှိပါတယ်ကျော်ကြီးအားလျက်စစ်ဖြစ်ပြီးတိရစိုက်ပျိုးရေးအတွက်စေတီပါအဲ့တော့အများစုကတော့ပကိုးကျုံမှာပဲအချမ်းမှာရှိတယ်ပေါ့နော်အဲ့ဒီစေတီကဆိုရင်စေတီကိုအချမ်းပြင်းပြုံးမယ်ဆိုရင်တော့ကျွန်တော်တို့နေပြည်တော်ကနေစပြီးတော့ဆင့်လာရင်တော့ကျွန်တော်တို့စွာချောင်းဤတော်တမန်ပေါ့အဲ့တော့မှာကွန်ချောင်းဖြူချောင်း ရင်းတွေစသည်ဖြင့်တောင်ပိုင်းရောက်လာရင်တော့လော်ဒန်ဆေးလေးတွေအများကြီးရှိပါတယ်ဝါကရုတ်တို့လို့ဆေးတွေရှိတယ်ပေါ့နော်တခါရှေ့ဘက်ခြမ်းကိုကြည့်ရင်တော့ကျွန်တော်တို့ရေးရွာနေစပြီးတော့မှ ပေါင်လောင်ပေါ့နော်ပေါင်လောင်ဆေးတွေအစင်းတွေရှိတယ်နောက်တခြားဆေးတွေလည်းရှိပါသေးတယ်အဲ့တော့ဆေးတွေရဲ့ပမာဏအနေနဲ့ပြောမယ်ဆိုရင်တော့ညမာပြည်မှာဟိုအကြီးဆုံးဖြစ်တဲ့ဟိုအထက်ကတပန်းစိတ်ဆေးကလွဲပြီးတော့သူတို့တဲ့သူတဲ့ငယ်တဲ့ဆေးတွေထဲမှာတော့အကြီးဆုံးနေပဲလို့တော့ပြောလို့ရပါတယ် အဲ့တော့အပေါ်ဝေးနဲ့ပြောမယ်ဆိုရင်တော့ဘူယုံမပဲချမ်းဆေးဒီကနှစ်မိုင်လောက်ကနေ9မိုင်လောက်အတွင်းမှာပဲပြည့်ွေးနဲ့ပွားဝေးပါတယ်တခါအချိဘက်ကဆေးဒီကတော့နည်းနည်းဝေးတယ်လို့ဆိုရမှာပေါ့နော်10မိုင်15မိုင်မိုင်10လောက်မှာမှရှိကြတာများပါတယ်လေကြီးလုတ်တဲ့အခါမှာတော့ဆေးဒီကဆေးကတော့အကုန်လုံးအချင်းချောက်မှုတွေဖြစ်နေတယ်ပေါ့နော်အခုလုတ်ခဲ့တဲ့ငလင်းကြီးကတော့ပြန်ပြီးတော့လိလာကြည့်တဲ့အခါမှာသူကနေပြီးတော့ဒီလောက်ထိပဲဖြစ်တာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်တဲ့အများစုပါပေါ့နော်အဲ့ဒီခါကျတော့အနောက်ဘက်ခြမ်းမှာကြီးတဲ့အဲအရှိဘက်ခြမ်းမှာကြီးတဲ့ဆေးတီနောက်ဘက်ခြမ်းမှာကြီးတဲ့ဆေးတီပေါ်မှာထိခိုက်မှုကအများကြီးနေနိုင်ပါတယ်ဒါပေမဲ့လည်းဟိုအကြောင်းနေဖြစ်နေတာတို့ဆေးရဲ့အခိုင်အမှုအားနေတာတွေတော့ဖြစ်နိုင်ရည်ရှိရလို့ပြောလို့ရပါတယ်ဆေးအများစုကတော့စာကစာရဲ့ထိကျုပ်အီဒီယာလို့တော့ပြောလို့ရပါတယ်ဟိုဆေးရဲ့အီဒီယာတွေမှာတော့ဟိုရေလောင်တမန်ရဲ့နောက်ကဆေးရေလွှမ်းတဲ့အီဒီယာတွေရဲ့အထက်မှာတော့ ကျွန်တော်တို့တွန်လိုင်းအင်အားစုတွေကထိရောက်တာရှိကောင်းရှိမယ်ဒါပေမဲ့လဲစေရဲ့စေတားဝူးတွေကိုတော့တမန်တွေကိုတော့ကျွန်တော်တို့ဘက်ကထိရောက်ထားတာမရှိသေးပါဘူးအဲ့တော့လက်ရှိဒီဒန်းစီတီယာပေါ့နော်စာကစာအုပ်ကစေပြောက်ထားတာကဒါကိုသတိကြီးစွာထားပြီးတော့ပထမဦးဆုံးတော့စေတာတမန်မှာငလေးညောင်းဧည့်သွားခြင်းရှိမရှိကိုစာစစ်တဲ့နဲ့အဲ့တော့ကျတော့နိုင်နေနေနေရေးတော်လိုက်နိုင်ခြင်းရှိမရှိကိုလည်းတည်တည်နဲ့တည်ထားပြီးဆိုတာနဲ့အပြာသူတို့နားလဲပါတယ်ဒါကို ဖြည်းဖြည်းချင်းလျှော့လျှော့ပြီးတော့ထုတ်သွားလို့ရှိရင်ရေတောင်ထားတဲ့ပမာဏကိုလျှော့ချလို့ရှိရင်ရနိုင်တဲ့အခြေအနေရှိပါတယ်။အဲ့တော့ဆေးနောက်မှာရှိတဲ့လူတွေနေတော့ဆေးကြီးရုပ်တည်အကျိုးသွားမယ်လို့တော့ကျွန်တော်တော့မမြင်ပါဘူး။ဒါပေမဲ့လည်းဆေးတွေမှာအဲ့ကြောင်းနေပေါ်နေနိုင်တယ်။အဲသူတို့တွေကအချိန်ကာလတစ်ခုမှာဖြစ်ဖြစ် after ရှော့ကြောင်ပဲဖြစ်ဖြစ်အဲနောက်ထပ်ချားမိုးမိုးတွေနောက်ကမိုးရသည်ဝင်တဲ့အခါမှာဖြစ်ဖြစ်ရေမြမြဝင်လာတဲ့အခါမှာတော့ဤစင်းတာတွေပြိုကျတာတွေ မနိုင်လို့မြန်မြန်လွတ်ပြေးလဲရတာတွေဒါမျိုးတွေတော့ဖြစ်နိုင်ကြီးတော့ရှိနေပါတယ်အဲ့တွေတော့ပြည်သူတွေကိုလည်းတိဒါတဲ့နေဖြစ်နိုင်ရင်တော့ဈေးတွေမှာကြီးတဲ့ဦးတိတိချောရတဲ့သူတွေကတဆန်ဟာသူရဲ့ဆေးရောက်ကပြည်သူလူနဲ့အများအဆက်တွေရှိနေပြီးတော့မမှန်ကြိုတင်တတိပေးတာတွေဘလို့ဖြစ်နေရဆိုအချိန်တွေကိုပွင့်လင်းစွာခြားပြတာတွေလုပ်ထားတင်ပါတယ်ငလေနဲ့ဈေးဒီနဲ့ကြားကတိုက်ရိုက်ဆက်ဆက်မှုတနည်းအားဖြင့်တော့ reservoir induced earthquake ခေါ်တာပေါ့နော်ဈေးကြောင့်ငလေဖြစ်တဲ့ဆိုတော့မာပြီးရဲ့အချိန်နေဆိုရင် ဖြစ်နိုင်ခြင်းရှိတဲ့ဖြစ်ဖြစ်နိုင်ခြင်းကနေပါတယ်။ဘာလို့လဲဆေးရည်ရဲ့ပမာဏအထင်လောက်မကြီးလို့啊။ဒါပေမဲ့လည်းငလင်လှုပ်လို့ဆေးရည်ကိုကျူသွားမလားဆိုရင်တော့ဖြစ်နိုင်ခြင်းအများကြီးရှိပါတယ်။ဖြစ်ခဲ့တဲ့ငလင်ကြီးကတော့ကျွန်တော်တို့ဟိုဆေးရည်များများမရှိတဲ့နေရာလောက်မှာဖြစ်ခဲ့တာများများတယ်လို့ပြောပါတော့။ဧရိယာအားဖြင့်ပြောမယ်ဆိုရင်ဒါပေမဲ့ဆေးများများရှိတဲ့နေရာပိုင်းဖြစ်တဲ့ပကူးပိုင်းကတော့ခုချိန်ထိမလုပ်သေးတဲ့အတွက်ကြောင့်ဒီဘက်တော့အနေနဲ့အရင်ကြီးတော့ရှိမယ်လို့မထင်ပါဘူး။ ဒီနေရာဒီစုံနေရာငလင်ကြီးတွေလုံနိုင်နေဆိုတော့ကျွန်တော်တို့အနေနဲ့လုံခဲ့တဲ့ည20လောက်အတွင်းမှာအကြိမ်ပေါင်းများစွာပြောခဲ့ပြီးသားလည်းဖြစ်တယ်။မူမန္တလေးမြို့လိုမြို့မျိုးစုရင်ကျွန်တော်တီချာကျူတင်မြင်ဆင်မှုတွေအများကြီးလုပ်ခဲ့ပါတယ်ကျွန်တော်တို့အသေးစိတ် assessment တွေကိုအကြိမ်ကြိမ်လုပ်ခဲ့တယ်။သင်တန်းတွေလည်းအများကြီးပဲပေးခဲ့တယ်။ tree လို့ခေါ်တဲ့ဒီကျူတင်လေ့ကျင့်မှုတွေကိုလည်းသို့ရဌာနတွေမှာဆေးရုံတွေမှာတော့လုတ်ခဲ့ကြပါတယ်စာသင်ကျောင်းတွေမှာလည်းလုတ်ခဲ့ပါတယ်ဟိုတိုင်းပဲလေဒီဟာတွေကအခုချိန်မှာ ်ဆင်းသင့်ဖြစ်မနေပါဘူးတစ်ဖက်ကလည်းအစိုးရစီမံခန့်ခွဲရမယ့်အပိုင်းတွေဖြစ်တဲ့ building code လို့ခေါ်တဲ့စီမံစည်းကမ်းတွေကိုလည်းကျွန်တော်ပြဋ္ဌာန်းပေးခဲ့ပြီးတော့ဒါတွေကရှိပြီးသားဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီ code အတိုင်းဘယ်တော့ဒီလိုက်နာဆောင်ရွက်ပြီးတည်ဆောက်ကြသလဲအပေါ်မှာတော့အများကြီးလည်းတည်ပါတယ်တစ်ခါတစ်ဖက်ကကြည့်ရတာမှာဒီလိုဖြစ်ပြီးတော့ဒီလိုလှုပ်သွားပြီးတဲ့အချိန်မှာလည်းရုပ်တရက်ဂျူတင်ပြင်ဆင်နိုင်မှုတွေမိသက်ဌာနတွေတစ်ခါဆယ်ရန်တရားကြီးတွေကို တမျိုးချင်းတမျိုးချင်းမှာ inventory နဲ့တရားကြိုတင်ကောက်ယူပြီးတော့မှအရေးကြုံရင်ဘယ်ဆက်တွေကိုဘယ်ကနေထုတ်သုံးမယ်ပေါ့နော်ဘယ်စိုက်ပျိုးရေးလုပ်ငန်းဘယ်ဆောက်လုပ်ရေးလုပ်ငန်းဘယ်ကုမ္ပဏီတွေဆီရင်ထုတ်ပြီးသုံးပြီးတော့လုပ်မယ်ဆိုတာတွေကိုအစင်းနဲ့ပြင်ထားဖို့ဆိုရတဲ့ကျွန်တော်တို့ဒါတွေကိုပြောခဲ့တာရှိပါတယ်ဒီဣတုဆိုရခေမန်လီတိုင်းဆိုရမှာဆိုဒါတွေရှိပြီးသားဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ဟိုဒါပေမဲ့လည်းအခုဒီဘက်တောက်ပိုင်းမှာတော့အဲ့လိုစနစ်မျိုးတွေလည်းမရှိတော့တာတွေကြောင့်လည်းဒီတဲ့ပို့ဒီလိုဖြစ်တင်တာတွေပို့ပြီးတော့ထိခိုက် ကြဆုံးဒေဆုံးနေပုံများခဲ့တာလည်းပြောတယ်မြင်တယ်ဒါကေစေကြီးကလည်းတစ်ဖက်ချိန်တော့ကျွန်တော်တို့ချင်းရင်ကေစေကြီးအပြင်ပြည်သူတွေဘယ်သူမှမဝင်ရောက်ပြီးတော့ကိုကြီးကေစေခွင့်ကိုကျွန်တော်တို့ပြည်သူဆိုရခဲ့တဲ့အဆက်ဆက်ပေါ့နော်ပြည်သူဆိုရခဲ့တဲ့သူရှိမှကြီးတဲ့ဦးသိန်းသိန်းခင်မှလည်းကျွန်တော်တို့ဓာတ်ရီခွင့်ပြုခဲ့တယ်အဲ့တော့ပြည်သူတွေဒီမကဘူးတဆိုင်ဟာမဆိုင်တဲ့ဆိုရဌာနတွေကပါတန်းနိုင်တဲ့နီလန်းနေနဲ့ကိုကြီးကေစေကြတာကြီးလည်းတွေ့ရမှာဖြစ်ပါတယ်ခုတစ်ခေါက်မှာတော့ကျွန်တော်တို့မှအဲ့လိုကေစေခွင့်နေ ရမနေတာကိုလည်းမြင်ရပါတယ်။ကဲပဲလူကိုယ်တိုင်ကသွားခွင့်မရတော့ဘူးဆိုပြီးဖြစ်တယ်ပေါ့နော်။ကျွန်တော်တို့နမူနာပြောရင်တော့တော့ရှေ့နာပြေမုံတိုင်းတော့ကလည်းအလားတူပဲချုံတောင်မှုတွေကတ်တောက်မှုတွေကြုံရတဲ့အတွက်ကြောင့်အစိုးရကမကယ်နိုင်ဘူးနေမကောက်ဘူး။ကယ်ကျင်တဲ့စေနာကြီးတွေပါအခက်အခဲတွေဒုက္ခတွေကြုံခဲ့ရတာမျိုးတွေဖြစ်ပါတယ်။အဲဒါကြောင့်လည်းဒီဖြစ်စဉ်မှာ ဖြစ်တာဖြစ်ပြီးသွားရုံနဲ့ကြိုတင်တိုက်လှန်ပြီးတော့ကိုကြီးကယ်ဆယ်ဖို့အတွက်ကျွန်တော်တို့လုပ်နိုင်ခဲ့မှုမအားနေရဲဆိုတာထင်ရှားပါတယ်။ တော့အာနာမတိငေတီပြင်ဆင်ထားခဲ့တာတွေကတော့အများကြီးပါပဲကျွန်တော်တို့ဒီမန္တလေးတမျိုးတည်းမဟုတ်ပါဘူးဂျာမားရေတောင်ကူပဲခူးရန်ကုန်အားလုံးတွေကျွန်တော်တို့ကလေ့လာပြီးတော့ဖြစ်နိုင်ရည်တွေလည်းခံမှန်းခဲ့တယ်ပြောပြခဲ့တယ်သင်တန်းတွေလည်းပြီးခဲ့ပါတယ်အဲ့ဒီခေတ်ဒီကျွန်တော်လူကေပြန်ဝန်ကြီးဌာနတွေနဲ့ပူးပေါင်းပြီးတော့မိုးလေဝသနဲ့ဇလာဗီတာတို့နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ဒီလူတို့လူတန်းသားပညာရှင်အဖွဲ့တွေကတောက်ချောက်လုပ်ခဲ့ကြတာဖြစ်ပါတယ် နိုင်ငံတကာ NGO ကြီးတွေလည်းပါပါတယ်ဒါပေမဲ့လည်းဒီနေ့အချိန်မှာတော့ကျွန်တော်တို့လက်တွေ့မှာတော့တိတ်ပြီးတော့ DRD ဒီဒီအာနာဒိကျန်ပဲအုပ်စုအောက်မှာအကျိုးမရှိလာတာတွေ့ရပါတယ်ဒါကတဘာပြီးရမုံငွေဆိုရင်လည်းအားလုံးသိပြီးသားဖြစ်ပါတယ်ဒီတရက်နေပြီးတော့မှယူပြီးတော့တော့မှစီးပွားရေးတိုးတက်မှုလို့အကြောင်းပြပြီးတော့ယူသုံးခဲ့တဲ့အတွက်ကြောင့်ဘာမှဟိုလက်တွေ့ဖြစ်တဲ့အချိန်မှာထုတ်သုံးကြမရှိဘူးဖြစ်ပါတယ်ဒါကခုမှမဟုတ်ပါဘူးပြီးခဲ့တဲ့ ကာလာထဲမှာဖြစ်ခဲ့တဲ့မုန်တိုင်းကြီးတစ်ခုပေါ့နော်မိုးကောင်မုန်တိုင်းနဲ့ယာဗီမုန်တိုင်းတွေမှာလည်းသူတို့ထုတ်မသုံးနိုင်ခဲ့တာကိုတွေ့ရပါတယ်ဟိုအလားတူပဲနမူနာတစ်ခုပြောရရင်ကျွန်တော်တို့ဒေါင်းသက်သူကြီးသွားခဲ့တဲ့ဒီသူဒေါင်းသက်သူကြီးကိုဒီအတွက်ပဲတရားစွဲခံရတဲ့ရဟရင်ဆိုရင်ဒီလိုလုပ်ငန်းမျိုးမှာတုံးဖို့အတွက်ဝယ်ခဲ့တာပါဒါပေမဲ့လည်းခုလက်တွေ့မှာအုံလည်းမတုံးတာလည်းမတွေ့ရသလိုဘာမှလည်းဒီထက်မှအကျိုးရှိအောင်အသုံးချတာလည်းမတွေ့ရပါဘူးလက်ရှိဖြစ်ခဲ့တဲ့ငလင်ကဒါကတဘာဝပြည်ရည်ဖြစ်ပါတယ်ကျွန်တော်တို့ ဒီလိုမျိုးနှစ်ပေါင်းများစွာအကြာမှာဒီနေရာအပိုင်းကြီးဟာပြတ်ထွက်ပြီးတော့ဒီပမာဏနဲ့လှုပ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ဘက်ကနေကြိုတင်ပြီးတော့တရားဝင်နိုင်ငံတကာမှာတည်တဲ့စာတမ်းတွေအနေနဲ့စပြီးကျွန်တော်ဖြန့်ဝေခဲ့တယ်ပြည်သူတွေလည်းသိအောင်လည်းကျွန်တော်တို့သတင်းမီဒီယာတွေမှာကျွန်တော်ကိုယ်တိုင်တော်မှအကြီးအကျယ်ပြောခဲ့ပါတယ်လားတူပဲကျွန်တော်ရဲ့လုပ်ဖို့ကံပေးတဲ့အရာလည်းပြောခဲ့တယ်အဲ့ဒီအချိန်မှာရှိတဲ့အစိုးရဌာနတွေရဲ့ပညာရှင်တွေလည်းပြောခဲ့ပါတယ်ဒီအတွက်လည်းကြိုတင်ပြင်ဆင်ခဲ့တာတွေလုပ်ခဲ့တယ်ဒါပေမဲ့လည်းအဲ့အရာတွေကလွန်ခဲ့တဲ့၄နှစ်တည်းမှာအကုန်လုံးနှီးပါပြက်ပြားသွားပြီးတော့ ဒီလိုမျိုး PNA တွေအပေါ်မှာလုံအောင်ပြီးမဆိုင်တဲ့ကျမ်းဖဲအုပ်စုရဲ့အောက်မှာကျွန်တော်တိုင်းလူပြည်သားတွေရောက်ရှိသွားတယ်ပေါ့ကန်ဆိုးစွာရောက်ရှိနေချိန်မှာအခုလိုဖြစ်ဆိုးမျိုးဖြစ်ရတော့အမှန်တမ်းမှဝမ်းနည်းစရာလည်းဖြစ်ပါတယ်သို့သောကျွန်တော်တို့ကပြည်သူတွေရဲ့အင်အားနဲ့အာမန်နဲ့ပဲဒီလိုလက်နဲ့အင်အားကြီးပါတဲ့စေအုပ်စုကိုကျွန်တော်တို့လုံခဲ့တဲ့နှစ်ပေါင်း80ကနေမတူဘဲနဲ့ပြင်းပြင်းထန်ထန်တော်လန်တိုက်ခိုက်နေကြတယ်လို့ပဲဒီတိုင်းမှာပဲကျွန်တော်တို့အခုလိုပြည်ရနေလို့လေကျွန်တော်တို့ပြည်သူတွေရဲ့အင်အားနဲ့ ဖြည့်ချင်းနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်တန်တိုင်ခင်ဗျာကျွန်တော်ရဲ့အာမန်အနေနဲ့ကောင်းချေမှာလည်းပြန်လဲပြီးတော့ဒီစေအုပ်စုမရှိတော့ရင်ပြန်လဲတိဆောက်လို့ကျွန်တော်တိုက်ပြီးဒီမူလလမ်းကြောင်းမှန်ကိုကျွန်တော်ကြိုးစားရင်ကြိုးစားတော့ပြန်ပြီးဖြစ်ထွန်းလာမယ်လို့ပဲကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်